ပြန်ကြကခင်ဗျကျွန်တော်ကြိုက်တဲ့ဟာတွေကအများကြီးပဲပြန်ကြထဲမှာဖြစ်နိုင်တာကဒီခွန်ခွန်ကိုတကွက်ပါမယ်ပေါ့နော်နောက်ပြီးတော့ဒီရှစ်ကိုလေးပါမယ်နောက်ပြီးတော့ဒီရှစ်ချောက်ခွန်ပါမယ်ဒီကိုတုံညာသုံးပါကိုပါခြင်းပါမယ်အိုက်ကောင်လေးတွေနည်းနည်းဥသာပေးကြိုက်တယ်နော်တကွက်နှစ်ကွက်သုံးကွက်လေးကွက်ပေါ့နော်ကိုးကွက်ကတော့ကြိုက်တာထိုးဝင်ထိုးပေါ့မပြခြင်းလို့မဟုတ်ဘူးနော်ကျွန်တော်မမအော်ဒီထုတ်ဖို့ရာဆိုတော့ အဆင်မပြေလို့ပေါ့နော်ပြန်ညတော့ဗဇက်ကနေပြောပေးမယ်အခြားလမ်းကနေပြပေးမယ်ပြကြရင်ပေါ့နော်အခုလောလောဆယ်တော့ဒါ license နဲ့တက်တာဆိုတော့ဒီဘေးနစ်ကကဏန်းနဲ့ပဲလောလောဆယ်ပေါ့နော်ဒီဘေးနစ်ကကဏန်းဘေးနစ်ကကဏန်းကလည်းမကောင်းဘူးကောင်းတယ်နော်အချိန်ရရင်ပြပါတဲ့ဒုက္ခရေအပြန်ညပြလို့လည်းလောလောဆယ်ပြပေးမယ်ဗျာပြန်ညစိုက်က ြန်ချစိုက်ကလေကျွန်တော်တို့9နှစ်ချလိုင်းနဲ့တော့ရင်လည်းရတယ်9နှစ်ချတရှိ6ทีมပေါ့မယ်တဲ့ဝမ်းသာပါရဲ့တို့ဒေါ်လာစင်တာလေးမဖြတ်တော့ဘူးเนาะ9နှစ်ချခုနှစ်နှစ်ချတော့မယ်တနှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်ခုနှစ်နှစ်ချဒီမှာပြန်ကြပါဘောเนาะအဲ့ဒီထဲမှာပြန်ကြဒီမှာစဆော့ပြီပေါ့ဗျာ ဒီကောင်လေးကကျွန်တော်ဖရင်အားတော်ဒီမှာနော်၈ခါပေါ့ဗျာဒီ၃လုံးပေါင်းချင်း၃ပေါ့ဟုတ်ပြီနော်၈ခါဒီ၃လုံးပေါင်းချင်း၃အဲ့၃ရောက်ဒီပြန်ရကြတော့မယ်ဆိုသူ့ရဲ့မြင်းကုန်မှာ၃ပြိခံနဲ့ထားတဲ့ဆောင်းမှာပြန်ရကြရတယ်ပေါ့နော်ကြည့်ပြချင်းပေါ့စဉ်းစားရင်းနဲ့ပြန်ပြောတော့ပေါ့တို့ကနေပဲတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်8နှစ်ခြားပေါ့နော်ဒီမှာ၁၂ချိန်မှာသူကပြန်ရစကြတာဟိုအဲ့ဒီထင်မှာအဲ့ပြန်ရကြဖို့လဲ သူ့ရဲ့တနည်းကြုံမှာပေါ့နော်သူက၁၀ချိန်မှာပဲ၉ခါဒီ၃လုံးပေါင်းခြင်း၄ပဲအဲ့၄ကြောင့်ဒီပြန်ကြကြတော့မှာဆိုသူ့ရဲ့တနည်းကြုံမှာမြင်းကုံမှာ၄ပြိခံပြီးမှပြန်ကြကြတာပေါ့နော်ဆန်းတဲ့ကြိမ်မှကြီးပဲမဆွဲနဲ့နော်ဒီကောင်ပထမကဆန်းတဲ့ကြိမ်ကြောင့်မှပြန်ကြဆာတာနော်ဒီမှာဆိုလဲဒုတိယကဒီဆန်းတဲ့ကြိမ်ကြောင့်မှပြန်ကြဆာတာဒီမှာဆိုရင်လဲဒါဆန်းတဲ့ကြိမ်မှပြန်ကြပြခြင်းပြလို့ရတယ်နော် အဲ့မှာသူဘာလို့ဒီနေရာမှာကျွန်တော်တို့ကဒီမှာခွန်ခါရိုက်ထားတာဟုတ်ပြီဒီသုံးလုံးပေါင်းခြင်းကနှစ်ဖြစ်ထားတာအဲ့ကျသူ့ရဲ့မြင်းကုံမှာနှစ်ပရိရဲ့မြင်းကုံမှာပြန်ကြစကြနိုင်တယ်ပေါ့နော်အဲ့နှစ်ပရိကတော့ဒီမှာတစ်ခုရှိတယ်ဒါပေမဲ့ဒီကောင်ကဆောလုံးတာဟုတ်ဒီမှာပြန်ကြမဟုတ်ဘူးပေါ့နော်အဲ့တော့နှစ်ပရိရဲ့မြင်းကုံဆိုဒီနေရာမှာပြန်ကြဖြစ်နိုင်ကြီးများတယ်ပေါ့နော်နောက်ထပ်နှစ်ပရိကဒီမှာဆိုတော့ဒီနေရာမှာကြံ့ကြံ့မကြံ့ဒီနေရာမှာလိုက်ထိုးပေါ့ပြန်ကြတယ်မှာဟုတ်သူကကနန်းကိုချုပ်တာက ဒီပြန်ရရဲ့ဒီနှစ်သုံးချိန်ရအောင်မှာလေသူက၄ဗရိတ်ခံထားရမယ်ပေါ့နော်၄ဗရိတ်ရဲ့မြင်းကုန်မှာထွက်ထားတဲ့ကောင်ကိုပြန်ကြပေါ့နော်ပြန်ကြကြတော့၄ဗရိတ်ရဲ့မြင်းကုန်မှာပြန်ကြတာပေါ့နော်ဒီမှာဆိုလဲဒါပြန်ကြကြဖို့ရောက်သူ့ရဲ့မြင်းကုန်မှာ၃ဗရိတ်ခံတယ်ပေါ့နော်အဲ၃ဗရိတ်ကြောင့်လေသူ့ရဲ့မြင်းကုန်မှာလည်း၃၃ဗရိတ်ရဲ့မြင်းကုန်ကကနန်းကိုပဲပြန်ကြကြတာပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့၂ဗရိတ်ရဲ့မြင်းကုန်မှာပြန်ကြဆိုရင် အဲ့ဒီထဲကဒီနှစ်ဘရရဲ့မြင်းကုံဆိုဒီ388ကြာနိုင်တာပေါ့ဗျာနောက်ပြီးတော့ဒီမှာနှစ်ဘရရဲ့မြင်းကုံဆိုဒီ900လဲကြာနိုင်တာပေါ့ဒါပေမဲ့900ကြာတယ်ကျွန်တော်မကြိုက်ဘူးဗျာအားမလျှော့ပါဘူးဗျာနော်ပြန်ကြကျွန်တော်ပြမှာပါနောက်ပြီးတော့ကျွန်တော်တို့၄နှစ်စီပေါ့နော်၄နှစ်စီကိုမထူပါဘူးပြပေးပါမယ်အဲ့ကောင်ဘောပင်နဲ့ဆွဲမယ်ဗျာ ဖေးသက်ကတောင်းဆိုလို့အဲပြန်ညပြပေးလိုက်မယ်အဲ့ကောင်ကိုကျွန်တော်မမဒုတိယအော်ဒီထဲမှာထည့်လိုက်တော့မယ်နော်ပရမအော်ထဲမှာမထည့်တော့ဘူးအရင်ဟောတော့မှလည်းစိုးတာပဲအဲ့မရောကျွန်တော်တို့ဒီမှာ2021မှာဒါဗရိတ်ခွင့်ပြန်ရတယ်တော့မပြောတော့ဘူးဗောဗျာအဲ့မှာနှစ်နောက်ပိတ်နဲ့ ဗရိတ်တစ်ထွက်တယ်ဗျာနှစ်နောက်ပိတ်နဲ့ဗရိတ်တစ်ထွက်တယ်နော်မှတ်ထားနော်နှစ်နောက်ပိတ်နဲ့ဗရိတ်တစ်သူ့ရဲ့နောက်တစ်နှစ်မှာနှစ်နောက်ပိတ်နဲ့ဗရိတ်နှစ်ထွက်တယ်နောက်တစ်နှစ်မှာနှစ်နောက်ပိတ်နဲ့ဗရိတ်သုံးထွက်တယ်နောက်တစ်နှစ်မှာနှစ်နောက်ပိတ်နဲ့ဗရိတ်လေးထွက်တယ်အဲဒီမှာပေါ့နော်ဒါကြောင့်ကြည်ထားတာကြာပြီတော်တော်ကိုကြာပြီအဲမှာနှစ်နောက်ပိတ်နဲ့ဗရိတ်လေးထွက်တယ်နှစ်ဆအနေလောက်နေရပဲကျွန်တော်ဖမ်းထားတဲ့ line တွေ နှစ်နောက်ပိတ်ကျွန်တော်ဘရိတ်ကိုဘရိတ်တစ်ထွက်လို့ပေါ့နော်နှစ်နောက်ပိတ်ဘရိတ်တစ်ထွက်လို့အဲ့ညစ်ထဲမှာတစ်နောက်ပိတ်ရဲ့ဇောင်းမှာပေါ့နော်တစ်နောက်ပိတ်ရဲ့ဇောင်းမှာပြန်ကြအဲ့တစ်နောက်ပိတ်ကိုလည်းသူ့ရဲ့ဇောင်းမှာဒီသုံးလုံးကလည်းရှစ်ခံအောင်မှာစီနီယံပေါ့နော်ဒီသုံးလုံးရှစ်ခံအောင်မှာတစ်နောက်ပိတ်ရဲ့ဇောင်းမှာပြန်ကြအဲ့ပြန်ကြလည်းအဲ့ညစ်ထဲမှာမစကြတာနော်ဒီဇောင်းပေါင်းချင်းနှစ်ချုပ်တယ်အဲ့ကြခမလို့ထိုးွက်တော့ကျင်းပါတယ်နော် အခြေခံတာဒီနှစ်နောက်ပိတ်နဲ့ကျွန်တော်တို့ဗရိတ်တိဖြစ်လို့တက်နောက်ပိတ်ရဲ့ဇောင်းမှာပြန်ကြဒီသုံးလုံးပေါင်းချင်းရှစ်ခံတယ်ဒီသုံးလုံးပေါင်းချင်းနှစ်ချုပ်ပြီးမှပြန်ကြကြတာဟုတ်ပြီနော်အဲပေါ့ရင်အခုပထမတော့ကိုထိုးတာယူဖို့ဘာလို့လဲဆိုတော့မမအော်ဒီစိုက်ပုံမျိုးယူထားတာတို့ပေမဲ့အခုနေချင်းတော်တော်များများခက်ခဲတယ်ကြက်သေးတယ်ပေါ့နော်အဲ့တော့ပေါက်စီချင်း အဲစေတနာကောင်းမှလည်းကံကောင်းမှဆိုတော့အဲ့ဒါမျိုးစေတနာလည်းကောင်းပြီလေစေနာတော့ပြောမနေနဲ့ဒုတိယကံဒီမှာနှစ်နောက်ပိတ်နဲ့ဗရိတ်နှစ်ထွက်လို့အဲ့နှစ်ထဲမှာနှစ်နောက်ပိတ်ရဲ့ဇောင်းမှာပြန်ကြနှစ်နောက်ပိတ်ရဲ့ဇောင်းမှာပြန်ကြအဲ့ကနန်းဒီဒီမှာပြန်ကြပါတော့ပြန်ကြအဲ့ပြန်ကြကြဖို့လည်းနှစ်နောက်ပိတ်ကိုရမ်းမပိတ်နိုင်ဘူးဒီသုံးလုံးပေါင်းချင်းသူက6ခံအောင်ပါ sorry ခွန်ခံအောင်ပါ 9ရှစ်လေးနဲ့ခွန်ပြေအောင်မှာဒီမှာက10ဒီမှာကခွန်သူ့ဆောင်မှာပြန်ကြဒီနှစ်နောက်ပိတ်နဲ့ဗရိတ်နှစ်ဖြစ်လို့အဲ့မှာပြန်ကြထိုးရင်ဇောင်းပေါင်းရင်းနှစ်ကိုချုပ်ထိုးပြန်ညာထဲမှာကျွန်တော်ယူရင်3ခွက်ပဲယူချက်ရှိတယ်တပတ်ချင်းဖွဲ့ဝင်ချင်း9000မှာဗျအပိုင်မသိပါဘူးနော်ဟိုကြိုက်မှလည်းဝင်မှာဘာလို့လဲဆိုတော့ကျွန်တော်သူများကြီးပတ်စံလေးမလို့ခြင်းဘူးဗျ ကျွန်တော်ရှာဖွေတဲ့တွက်တယ်ပေးတယ်ပေါ့နော်ဒါပါပဲဟိုအပိုင်ကတော့ဘယ်သူမှအမခံလို့ရတယ်ရမဟုတ်ဘူးကိုယ့်ရကံလဲလို့လေညံလဲညံကတော့ကျွန်တော်မိသလောက်ချပြတာပဲဗျာပြီးကြတဲ့ပွဲဆိုကျွန်တော်မမသမားတွေဆိုကျွန်တော်73ရက်နေမှာဒီ690ဝန်းကြီးနဲ့ break နဲ့သူတို့အရင်ပြတာပဲ15ရက်နေမှာじゃ public ပုံမှာချပြပေးတာပဲနော်ဘာလို့ဆိုတော့ဟိုဒီလိုချိန်မှာပေါက်စီချင်တာပေါ့ဗျာအဲ့အမှန်ကြောင့်သူတို့ချပြပေးတာ public ပေါ့လေနော်ဒါမိမိကံနဲ့ညံကွန်းထိုးတဲ့သူတွေ3300ကိုမှ debt တွေတင်လဲရကြတယ် ပတ်လက်ထိုးတဲ့သူတွေပေါက်တဲ့သူတွေရှိတယ်။အဲ339ကိုမွေကနန်းကိုလည်းပေါက်ဖို့ဖြစ်မှာဆိုလို့အဲကျွန်တော်မှန်ပါတယ်မှာတော့ကျွန်တော် live မှာပြောဘူးတယ်ဗျ။ဒါပေမဲ့အဲ့ဘလူဖန်ကအပေါ်ရောက်လာဆိုတော့ရှိသေးလားမရှိသေးလားမသိဘူးပေါ့နော်။အဲ339ထွက်เสียရှိတယ်။အဲ့ဒါကိုကျွန်တော်ပြောဘူးတယ်။ဒါကဒုတိယကတ်ကြီးပြီးသွားပြီပေါ့နော်။တတိယကတ်ကြီးမှာ2နောက်ပိတ်နဲ့ break 3ထွက်လို့အဲ့နှစ်ထဲမှာ3နောက်ပိတ်ရဲ့ဇောင်းမှာပြန်ကြ။ပြန်ကြလေအဲ့ကြမှာစကြတာနော်။ ပြန်ကြလဲအဲ့ကြမှာစကြနော်ဒီမှာဆိုလဲဒါခွန်ပရိတ်ကဒီကြမှာဒီ16 136 136ကအဲ့ကြမှာပြန်ကြစကြတာနော်အဲဒါလေးလဲကျွန်တော်အမှန်ပြန်ကြကိုကျွန်တော်10ကျင်းကြမှာထိုးမယ်ဆိုပြီးတော့စိတ်ကူးထားတာဂျားထဲမှာကျွန်တော်ပြန်ကြဘလူတွေဘလောက်ပဲဟိုလှလာပေါ့နော်ကောင်းကောင်းပေါ့ဒါသူတို့ပုတ်ခတ်တာမဟုတ်နော်ဒါကျွန်တော်ပြန်ကြမသုံးခဲ့ဘူးကျွန်တော်မှန်မှာအဖွဲ့ဝင်နေအတည်ဆုံးမှာပေါ့ဒီမှာဆိုလဲဒါတတိယကံနေနဲ့ဒါပြန်ကြကြရင်3နောက်ပိတ်ရဲ့ဆောင်းမှာပြန်ကြဒီ3လုံးပေါင်းချင်းက6ခံထားတယ် ဒီသုံးလုံးပေါင်းရင်း6ခံထားတယ်။သူသောမှာပြန်ပြန်ကြတော့လည်းဒီသုံးလုံးပေါင်းရင်း2ခံ2ချုပ်တယ်။ဟုတ်ပြီနော်ပြန်ကြအဲ့ကျမှစကြတာ။ဒါဆိုတတိယကဒီမှာ2နောက်ပိတ်နဲ့ဗရိတ်လေးထွက်လို့4နောက်ပိတ်ကဒီမှာတစ်ချက်ရှိတယ်ဗျာ။အဲဒီသုံးလုံးပေါင်းရင်းသူ9မဖြစ်ဘူးဗျာ။ဒီမှာခွန်ဖြစ်တယ်ဗောနော်။အဲဒီနေရာမှာတော့ဒါချွန့်ချက်နေတဲ့ပြပေးလိုက်တာနော်၄နောက်ပိတ်၄ချက်ပဲရှိတယ်ဒီမှာ၄နောက်ပိတ်ဒီသုံးလုံးပေါင်းချင်း၅ခံထားတယ် ိုက်တော့ဒီနေရာမှာပြန်ကြဆိုပြီးတော့ကျွန်တော်စောင့်နေတာဗောနော်အိုက်ကြားထဲမှာကျွန်တော်မှန်တော့တကားဗောနော်မှန်မှန်တာပြောရင်ချက်ပေါက်ပါသေးဗောဗျာအိုက်ဒီကြားထဲမှာကျွန်တော်မှန်ပါတယ်မှာပြန်ကြလုံးဝမထုတ်ခဲ့ဘူးပြန်ကြနဲ့ပတ်သက်လို့တကွက်မှာကိုမထုတ်ခဲ့တာနော်ဘယ် site ဒီဘလောက်ပဲကောင်းကောင်းတနစ်စာဘလောက်လဲတဲ့ပြန်ချင်းဆို9000ခွဲယူတယ်ဗျာတချိန်9000လုံးပဲမွေးကနန်းမှာပါတာနဲ့ပါတာနဲ့ပဲကွာတာဗောနော်တချိန်ချင်းနဲ့တနစ်စာနဲ့အတူတူပဲ အမွေးကနန်းကတော့တကြိမ်ချင်းဝယ်တဲ့သူကတော့ကျွန်တော်အမီးသူလူတယောက်ကမှမပေးဘူးပေါ့နော်အထွက်တာမထွက်တာတော့ကျွန်တော်လည်းမသိဘူးနော်အမွေးကနန်းဆိုမဲ့ကျွန်တော်လည်း site သဘောသဘာဝအရမွေးကနန်းကိုစိတ်တိုင်းကြတဲ့ကနန်းကိုထုတ်ပေးတာပေါ့နော်ဟိုမွေးကနန်းပါတာမပါတာစိတ်ဝင်စားတယ်မဝင်စားဘူးဆိုတော့ပြက်နာမရှိဘူးတကြိမ်ချင်းဝယ်ရင်လည်းဒီကနန်းပဲအဲ့မှာကျွန်တော်တို့ကဒီမှာဟုတ်ပြီပြန်ညဒီနေရာတော့ကျွန်တော်ဖမ်းပြီးဆော့ပြီပေါ့နော်ဆော့တဲ့နေရာမှာဒီသုံးလုံးပေါင်းချင်းနှစ်ဖြစ်မယ်ဆိုကိုးဘိတ်နဲ့ပြန်ညက် ပြီးရင်ပေါ့မယ်မပြီးရင်သွေးမယ်ဒါပဲရှိတယ်ကိုဘိတ်နဲ့ပြန်ကြအဲ့ကောင်ကိုကျွန်တော် audit tool ကိုစိတ်ကူးထားတာပေါ့နော်အဲ့ဒါဒါမဲ့ do order မှာ၃ွယ်လုံးထည့်ထုတ်လိုက်တော့မလို့အဲ့မှာ၉ဘိတ်နဲ့ဆိုရှင်းနှလုံးလှည့်ထိုးပေါ့ဗျာအဲ့လောက်ကြီးနောက်တဲ့ data ထက်ချွင်နေကျွန်တော်မကောင်းတော့ဘူးပေါ့နော်ဒီ၃၃ညာ၉ဒီပါနိုင်နေဆိုတော့အဲ့ဒါကြောင့်ပါတယ် အဲ3တုံညာကို3တုံညာကိုထိုးမလား3ညာ3ကိုထိုးမလားအဲဒူရီမို့ကိုနောက်ပိတ်နဲ့ဆိုရင်ကျွန်တော်တို့ဒီ6 4 9 6 9 9กว่า009 3กว่าပဲရှိတာပေါ့เนาะအဲ3กว่าပဲပြန်ကြကြရင် ဒီနှစ်ဝက်ကိုရံပေါ့လေဟိုသုံးဝက်ကတော့မိမိကြိုက်နေတက်တယ်လို့ထိုးပေါ့ကိုဘိတ်နဲ့ပြန်ကြဗျာသူပြန်ကြကြဖို့ရအောင်လဲဘာလို့နှစ်တယ်ဆိုတာလဲခင်ဗျားတို့သဘောပေါက်မှာပေါ့နော်ဒီနှစ်နောက်ပိတ်နဲ့ break တစ်ထွက်လို့တစ်နောက်ပိတ်ရဲ့ဇောင်းမှာပြန်ကြကြတော့လဲဒီနှစ်ပိတ်နဲ့ break တစ်ထွက်လို့ဇောင်းပေါင်းချင်းနှစ်ခံပြီးမှပြန်ကြကြတာဒီသုံးလုံးရှစ်ခံတာပေါ့နော်ဒီသုံးလုံးရှစ်ခံတာတစ်ပိတ်လည်းဖြစ်ရမယ်သူ့ဇောင်းမှာမှပြန်ကြပေါ့နော် ဒုတိယကဒီနှစ်နောက်ပိတ်နဲ့ပြန်ရအဲနှစ်နောက်ပိတ်နဲ့ကလည်းနှစ်ပရိတ်ကိုနှစ်နောက်ပိတ်နဲ့နှစ်ပရိတ်ရိုက်လို့နှစ်နောက်ပိတ်ရဲ့ဇောင်းမှာပြန်ရပြန်ရကြတော့လေဒီနှစ်နောက်ပိတ်နဲ့ခြေကန်လို့ဇောင်းပေါင်းချင်းနှစ်သူ့ရဲ့ရင်းတိုင်းမှာဒီသုံးလုံးကလည်းခွန်း၈ခွန်းဟုတ်တယ်နော်အဲဒီမှာဆိုလည်းနှစ်နောက်ပိတ်နဲ့ပရိတ်သုံးထွက်လို့သုံးနောက်ပိတ်ရဲ့ဇောင်းမှာပြန်ရဒီနှစ်နောက်ပိတ်နဲ့ပရိတ်သုံးလို့ဒီသုံးလုံးတော့ဒီသုံးလုံး6လို့လည်းချုပ်ထားလိမ့်တယ်ပေါ့နော် အဲ့နှစ်ပရိတ်အဲ့ကြမှာလည်းပြန်ရစကြတာနော်ဒါဆိုတတိယကဟုတ်ပြီဒီမှာနှစ်အောက်ပိတ်နဲ့ပရိတ်လေးအဲ့မညောလေးနောက်ပိတ်ရဲ့စောင်းမှာပြန်ကြဒီနေရာကြရင်ကြမကြရင်ဒီနေရာမှာထိုးပေါ့အဲ့ကြဒီနေရာကြဝေးသွားပြီပြန်ကြ၃ကြိမ်လောက်ဆော့ကျင်တာဆိုဒီကြားထဲမှာကြည့်ပဲပြန်ကြဆိုတော့အဲ့မှာရှစ်ချောက်ခွန်လည်းပြန်ကြထိုးလို့ပြောတာပေါ့လေးရှစ်ကိုကြိုက်တယ်တဲ့အပြောက်အပြောက်တွေဖြစ်နေတယ်တဲ့ ပေါက်ချင်နေလို့နေမှာလို့အဲမှာ၄နောက်ပိတ်နဲ့ဗရိတ်လေးကြောင့်၄နောက်ပိတ်နဲ့ဈောင်းမှာပြန်ကြပြန်ကြအောင်မှာဒီ၃လုံးကလည်းကျွန်တော်တို့၅ခံထားတယ်စီနီယံနဲ့သွားတာဒီနေရာပဲကြိုက်တာအဲ့တော့ဒီနေရာမှာပြန်ကြကြဖို့ဒီ၃လုံးပေါင်းချင်းကလည်းမူဒီနှစ်ချောရမှာကို၉ပိတ်ပဲရှိတာလေ၉ပိတ်နဲ့ထွက်တတ်တာလေလက်ချိုးရည်လို့ရ၃ခွက်ပဲရှိတယ်ဒီနေရာထိမှ၃ခွက်ပဲရှိတယ်အဲ့တော့ဒီနေရာမှာပြန်ကြထိုးခြင်းရင်တော့ခင်ဗျားတို့ ပေါအောင်တော့ထိုးပေါ့ဗျာကိုကိုလောဘနဲ့ကိုပေါ့နော်အဲဟော်လွန်ပြီးတော့လှည့်ချမှာဆိုတော့အဲ့မှမပြကျင်တာဟိုလိုနှမျောလို့မဟုတ်ထွက်ခဏဒီမှာပြအောင်လို့စိတ်ကူးထားတာလူအကူကြီးတွေပါလေနားမလဲဘူးပေါ့နော်အသေးသက်တွေမထားနဲ့အဲ့မှခွန်ခွန်ကို၄၈ကို၈၄ကို၃၃ညာကို၃ညာ၃ကို ျွန်တော်ရွေးမှာတကွာတည်းရွေးမှာနော်ကျွန်တော်မှန်ပါတယ်တကွာတည်းပဲရွေးမှာအဲ့လိုအဲ့လိုကြိုင်ထိုး